ရှုခင်းတဲ့ပုံစံအီမိုင်ကိုဟာစာကလေးတွေကိုအင်မတန်မှသဘောကျနှစ်သက်တဲ့သူတယောက်ဖြစ်ပါတယ်။ဆယ်ရီပန်အဖိုးတွေကိုကပ်ယူစားသုံးနေတဲ့ဒီငတ်သေးသေးလေးတွေကိုတပ်ပုံရယူခဲ့တဲ့လွန်ခဲ့တဲ့၄နှစ်ကစပြီးတော့စာကလေးတွေကိုစိတ်ဝင်စားခဲ့တာပါ။အဲ့နောက်ပိုင်းသူ့ရဲ့ကင်မရာမှန်ဘလူးဟာစာကလေးတွေစီကိုလှည့်လာတော့တာပါပဲ။သူဟာစာကလေးတွေရဲ့တပ်ပုံတွေကိုလူမှုမီဒီယာမှာတင်ပါတယ်။ အချိန်တို့အတွင်းမှာပဲအီမိုင်ဟာသူတက်ပုံရိုက်မဲ့စာကလေးတွေအရေးအတွက်နေလာတာကိုသတိထားမိလာပါတော့တယ်။စာကလေးအရေးအတွက်ရောကြလာနေတာကြောင့်ဒီငက်ကလေးတွေကိုမျိုးသွန်းလို့နေပါသတ္တဝါတွေစရင်ထဲမှာအခြားတရိစံနေတဲ့အတူထည့်သွင်းမှုလုံဆော်ကြိုးပမ်းသူတယောက်ဖြစ်လာစေခဲ့ပါတယ်။အရင်ကစာကလေးတွေကိုမျိုးပြတွေမှာရောကြိလက်တွေတားတွေမှာပါမြင်တွေ့နေရတာကတမယိုကြမြင်ပွဲမှာ အခုကတော့စာကလေးတွေမမြဆဆမရှိတော့ဘူးဆိုတာကိုသတိပြုမိလာတဲ့သူကအီမိုင်တယောက်တည်းမဟုတ်ပါဘူး။ဂျပန်ရဲ့တဘာဝထိန်းသိမ်းရေးဖွဲ့ Japan's Nature Conservation Society ရဲ့အဆိုအရစာကလေးအရေအတွက်ဟာနှစ်ပေါင်း20အတွင်းမှာနှစ်စဉ်3.5ရာခိုင်နှုန်းရောကျလာနေပါတယ်။အဲဒီနောက်တိုင်းသာအရေအတွက်ကနည်းလာမယ်ဆိုရင်တော့စာကလေးတွေဟာတနည်းကျရင်မြို့သုံးသတော်ရီစည်ရင်ထဲမှာထည့်သွင်းခံရတော့မှာဖြစ်ပါတယ်။ ဂျပန်ငှက်သုတေသနဖွဲ့ Japan Bird Research Association ကငှက်သုတေသီးပညာရှင်ဦးဝဲတာမဆူယူကီကငှက်ရည်အတွက်တွေကိုလေ့လာနေခဲ့တာကနှစ်ပေါင်း20ရှိနေပါပြီ1990ပြည့်လိုနှစ်တွေကနေ2010ပြည့်လိုနှစ်တွေအထိသုတေသနလုပ်ခဲ့ရမှာသူတို့ကနေရာတော်များများမှာတမကပဲနိုင်ငံအနှံ့ကအခြားနေရာတွေမှာပါစာကလေးတွေကိုမတွေ့ရတော့ပါဘူး အစဲလာရဆိုရင်တော့ဂျပန်နယ်သမားတွေဟာရွက်ကြွေတွေမြက်တွေနဲ့တိရွက်ဆွေးတွေကိုမျိုးစာဖြစ်အောင်လုပ်ပြီးတော့ဇဘာဆိုင်တဲ့အခါမှာတုံးပါတယ်။ဒါပေမဲ့အခုကတော့ဈေးတက်တာအချိန်ကုန်တက်တာတဲ့လက်မျိုးစာနဲ့ပုသက်ဆွေးတွေကိုတုံးလာတဲ့အခါမှာတော့အခြေအနေတွေအလုံးပြောင်းလဲသွားခဲ့ပါတော့တယ်။ စာကလေးအရေးအတွက်ကြာဆင်းလာတာရဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့စပားစီတွေနဲ့ပိုးမွားတွေကိုစားဖို့သူတို့သွားလေးရှိတဲ့စပားဆိုင်တဲ့လေကွင်းတွေပိုးပြီးနေလာနေတာကြောင့်ဖြစ်ပါတယ်။ဆောင်လေးပြောက်ွယ်လာတဲ့အရင်နဲ့ပတ်သက်ပြီးလုံဆော်ကြိုးပမ်းနေတဲ့တပ်ဖွဲ့ဆရာအီမိုင်မှာတော့ကဘာတဝန်းကပြည်သက်တွေရှိပါတယ်။သူရဲ့လူမှုမီဒီယာကိုအမြဲကြည့်ရှုနေတဲ့အဲ့ဒီလူတွေဟာ သူရဲ့ကိုယ်တိုင်ရိုက်ထားတဲ့တပ်ဖွဲ့တွေကိုအွန်လိုင်းမှာတင်ကြပါတယ်။ ဒါကစာကလေးတွေပုံမှာအမှန်တကယ်ထားရှိတဲ့ကျွန်တော်တို့ရဲ့ခံယူချက်ပါစာကလေးတွေကိုကဲတင်လို့တဲ့သူတွေပုံများလာအောင်ကျွန်တော်တို့လှုပ်ဆောင်တာကအထောက်အကူပြုမယ်ဆိုရင်တော့ဒါဟာလမ်းကြောင်းမှန်ကိုဥတည်နေတဲ့ကျွန်တော်ရဲ့ပထမဆုံးခြေလှမ်းတစ်လှမ်းလို့ပြောနိုင်ပါမယ်လို့သူကပြောပါတယ်။ဝန်ကြီးကကောင်းတာကဒီအခြေအနေဟာစာကလေးတွေပုံမှာပဲထိခိုက်မှုရှိတာမဟုတ်ပါဘူး။ ဂျပန်ကကျေးလက်ဒေသရှုခင်းဆိုရင်လေခွင်းတွေတစ်ပင်တွေတစ်တောတွေနဲ့ဖွဲ့စည်းဖြစ်ပေါ်နေတဲ့ဂေဟာစနစ်ရှိတဲ့စာတွေယာမအနေနဲ့သိထားကြပြီးဒီစာတွေယာမအစဉ်ဆက်တည်ရှိလာခဲ့တာကအစားအစာကွင်းဆက်ကိုဖြစ်ပေါ်စေပြီးဇီဝမျိုးကွဲတွေကိုလည်းမျိုးစုံပေါက်ဖွားစေပါတယ်။အရင်ကလူတွေဟာမိသေးဖို့ဖို့ထင်းဆိုင်ဖို့အဲ့ဒီတစ်တောကအပင်တွေကိုခုတ်ကြပါတယ်။တော်တော်ရဲ့ရှုမြင်ခွင့်ပြောင်းလဲလာနေတာကြောင့်စာတွေယာမကိုထိမ့်သိမ်းဖို့နဲ့ပြန်လည်ထွန်းကားလာအောင်လှုပ်ဆောင်ဖို့ဖြစ်လာစေပါတယ်။ ။အိုဆာကာခရိုင်တက္ကသိုလ်အိုဆာကာစီရင်စုတက္ကသိုလ်ကပါမောက္ခအီရှိမီနိုရူကဒီလိုလုံဆောင်မှုမှာစေတနာဝင်တဲ့အဖြစ်ပါဝင်နေပါတယ်။ဆာတိုယာမာယော်နေလာရာရဲ့နောက်ကွယ်ကအကြောင်းအချက်တချို့ကိုသူကပြုစုထားပါတယ်။ဘာမကအီရှိထောက်ပြတာကရွာသားတွေကထင်းသုံးစရာမလိုတော့ပဲတဘာဝတန်းဝင်ကြောင်မီတွေဓာတ်စီစတဲ့ဇီဝရွှေကျွင်းလောင်စာအသုံးပြမှုကိုချက်မုတ်တွေနဲ့တက်တော်တွေကိုတဘာဝအတိုင်းထားပါတော့တယ် ဒီလိုသဘာဝအတိုင်းဖြစ်ထားတဲ့ဧရိယာတွေကမြေကြီးပေါ်မှာပေါက်တဲ့အပင်လေးတွေကိုအစာဖြစ်စားသုံးတဲ့သမင်တွေနဲ့အခြားတရိစ္ဆာန်တွေလာစားပါတယ်။ပမောက်ခဣရှိရဲ့ပြောကြားချက်အရအစာစာခွင့်ဆက်အတွက်အရေးကြီးဆုံးအနေနဲ့ကစတိုယာမဂေဟာစနစ်ရဲ့အဓိကကျတဲ့လိပ်ပြာတွေပျောက်ကွယ်သွားနေတာဖြစ်ပါတယ်။ သူနဲ့သူ့ရဲ့အဖွဲ့ဟာဦးစားကပြင်ပကအေရိယာတစ်ခုကိုအစဉ်အဆက်တရှိခဲ့တဲ့ရှုခင်းပြန်လည်ထွန်းကားလာရတဲ့အတွက်လောက်ကိုင်းနေကြပါတယ်။ပထမအဆင့်ကတော့တမင်နဲ့အခြားတရိတ်ဆန်တွေမဝင်နိုင်အောင်အကာအရံတွေတည်ဆောက်ပါတယ်။အိမ်နောက်တောင်းတွေကိုရှင်ပါတယ်။ဆွေမြေပုတ်နေတဲ့အပင်တွေကိုဖယ်ရှားပစ်ပြီးတော့အပင်လေးတွေနဲ့အခြားသက်ရှိလေးတွေနေအောင်လုံလုံလောက်လောက်ရဖို့နဲ့လေကောင်းလေသက်ရှူရှိုက်လို့ရအောင်လုပ်ပေးပါတယ်။ လာအနေငယ်ကြမှာတော့လိပ်ပြာတွေဥဥပြီးပောက်ဖက်ရဲ့အစားဖြစ်တဲ့အပင်တွေစပြီးပြန်ရှင်သန်လာပါတော့တယ်။သူဟာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကနေဂျပန်ရဲ့ရှုခင်းနဲ့ရင်ဆိုင်နေရတဲ့ပြဿနာပေါင်းများစွာအထိလောက်ကင်ဆောင်ရွက်နေပါတယ်။ပြီးပါပါ ဒုတိယကမ္ဘာစစ်ပြီးနောက်ဆောက်လုပ်ခဲ့တဲ့နှစ်ထပ်သစ်သားအိန္ဒိယရဲ့နေရာမှာကိုကရင်နဲ့ဆောက်လုပ်တဲ့အိမ်ငန်းတွဲတွေအစားထိုးဝင်ရောက်လာတော့စာကလေးတွေနေဖို့နေရာရှာပလာခဲ့ပါတယ်။တဘာဝမျိုးစားထက်ဓာတ်မျိုးစားအသုံးပြုမှုများပြားလာတာကတဘာဝပတ်ဝန်းကျင်အတွက်ပိဆက်မှုတွေဖြစ်လာခဲ့ပါတယ်။ Mr. Ishi ကရှုမြင်ခွင့်ပြန်လည်နှုတ်ပြလန်းဆန်းလာအောင်ထိန်းသိမ်းတာဟာဇီဝမျိုးဝဲတွေအတွက်အရေးကြီးုံနေမကပါဘူး။ ဂယုမဆိုင်ပဲပြစ်ထားတဲ့တစ်တောအုပ်ဟာရေပြမှုတွေကိုပို့ပြီးတော့ဖြစ်လာစေပြီးတော့ဆေးလက်ဒေသကမြို့တွေရွာတွေကိုဖျက်ဆီးနိုင်တယ်လို့လည်းပြောပါတယ်သန်စွမ်းနဲ့ပတ်ဝန်းကျင်ဆိုတာပိုပြီးတက်စင်တဲ့ရေနဲ့အစားအစာတွေပြည့်စုံတဲ့နေရာဆိုတဲ့အဓိပ္ပာယ်ပါ။ဂေဟာစနစ်ဟာလူသားတွေပေါ်တာမကပဲကျွန်တော်တို့တွေရဲ့ပတ်ဝန်းကျင်မှာတစ်ချိန်ကရှိခဲ့တဲ့ငှက်လေးတွေရဲ့အသက်ရှင်တရှိမှုအပေါ်မှာပါဓာတ်ရိုက်တက်ရောက်မှုရှိနေတာပဲဖြစ်ပါလေ။ So really it's all connected. the more we turn a blind eye to these vital